မင်္ဂလာပါကျွန်တော်ဆော့ဖြစ်ပါတယ်ဒီနေ့မှာတော့ UI Wizard ကနေပြီးတော့အခုလောမြန်မာနိုင်ငံမှာအောက်ရီဖြစ်နေတဲ့အသင်းအောင်တော်အေဘိုးကြောင့်ရှင်းပြပေးတော့မှာဖြစ်ပါတယ်အသင်းအောင်တော်အေဘိုးဆိုတာဘာလဲဘယ်လိုယောဂမျိုးလဲကာဝယ်နိုင်လားကုသနိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်အသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အသင်းအောင်တော်အေဘိုးဆိုတာဘာလဲအသင်းအောင်တော်အေဘိုးဆိုတာကတော့ Hepatitis A virus ကြောင့်ဖြစ်တဲ့ယောဂပိုးတစ်ခုပါအေဘိုးကအသင်းကိုထိခိုက်တာကြောင့်တဲယောဂဖြစ်စေတာဖြစ်ပါတယ်။အေဘိုးကဗိုင်းဘိုးဖြစ်တဲ့အတွက်အခြားလူတွေပါကူးစက်နိုင်ပါတယ်။တဲအောင်တော်ဝါအေဘိုးကူးစက်တယ်ဆိုတာကအစားအစာရေအားစင်ကူးစက်ရဆိုတာကို တည်ထားဖို့လိုအပ်ပါတယ်။တင်းအောင်တော်ဟာဘိုးကတော့အဓိကအပြင်မတန်းတဲ့ရေအစားအစာတွေကနေကူးစက်တာပါ။ကူးစက်တဲ့နီလန်းတွေကတော့ဟိုမတန်းတဲ့ရေကိုတောက်သုံးတာမတန်းတဲ့အစားအစာတွေစားသုံးတာပိုးပါရှိတဲ့အစားအစာတွေအညစ်ကြေးနဲ့ထိတာတွေပြီးရင် public toilet တွေ public toilet တွေဆိုတာအညစ်ကြေးရှိနေမတန်းရှင်းတဲ့အလိုအများပြည်သူအိမ်သားတွေကနေကူးစက်နိုင်ပါတယ်။တင်းအောင်တော်ဟာယောဂကူးစက်ခံရတဲ့လူတွေကတော့ဒီလိုယောဂရံတွေဖြစ်နိုင်ပါတယ်။ ြိုရန်အန်တိုင်းဖြစ်မယ်ဘိုက်အောင်မယ်အဖျားကြီးတက်မယ်ဝမ်းညိုတွေသွားမယ်အားနဲ့လာမယ်အသားကြီးမကောင်းတာတွေဖြစ်မယ်ကိုယ်လက်မအီတာဖြစ်မယ်ပင်ပန်းလာမယ်ပြီးမျက်လုံးနဲ့အသားကြီးဝါလာတယ်မျိုးဖြစ်နိုင်ပါတယ်အဲတော့တော့ပိုကာဝင်နေတာအဲတော့တော့ပိုကာဝင်နေပါတယ်ဟိုကာဝင်နေတဲ့နီလန်းတွေကတော့လက်ကိုခန်းတာမမှန်ဆင်းမယ်အတန်ရှင်းတဲ့ရေတန်ရှင်းတဲ့အစားတောက်တွေစားသုံးမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကတန့်နေရမယ်တယောက်တဝါအေကာဝေးစီထူအောင်တယောက်တဝါကာဝေးစီရရှိပါတယ်တဝါအေပိုးကကူးစက်နိုင်လားတယောက်တဝါအေပိုးကတော့ acute infection သူကရုတ်တရက်ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက်မို့လို့သူကဆူဆူရွားပြန့်သွားမျိုးပြန့်သွားရှိတော့ရှိမှာမဟုတ်ဘူး။ဒါပေမဲ့လည်းကူးစက်ခံရတဲ့လူနာတယောက်အနေနဲ့တော့လိုက်လွတ်မဲ့အချက်တွေရှိတော့အားရပါလေဆိုတော့ရေမြမြတောက်တာတို့တန်းရှင်းနေတာတို့လိချင်းကပုံမှန်လောက်တာတို့တင်းတော်တဲ့ကုသမှုခံရတာတို့တော့တော့မှာပေါ့။ဒီမှာကုသမှုမခံရင်လည်းပျောက်လာတဲ့ရောဂါပုံစံမျိုးပါ။ဒါပေမဲ့တင်းတော်တဲ့ရောဂါကုသမှုမခံဘူးဆိုရင်တော့ဟိုအဲ့အသေးကတပြေးနဲ့ပိုဆိုးလာပြီးတော့အသေးက အသေးမှပြင်းထန်တဲ့ရောဂါလက္ခဏာရနိုင်တာဟုတ်ကဲ့ပါကျွန်တော်ဒီရင်ကတော့အသေးအောင်လာအေးဖို့ကြောင့်ကျွန်တော်ပြည့်ပြည့်စုံရှင်းပြခဲ့ဖြစ်ပါတယ်အသေးအောင်သဘာဝဘူးမဖြစ်ဖို့ဆိုရင်တန်တန်ရှင်နေရအစာတောက်တွေဆင်းရကြစားတာတန်ရှင်နဲ့ရေကိုတောက်တာတန်ရှင်နဲ့အစာတောက်တွေစားတာရောဂါဖို့ကာကွယ်ကာကွယ်စီထိုးဖို့တွေကအရင်ကိုအရေးကြီးပါတယ်သင်တို့နာကကျမတွေအတွက်အသေးအောင်သဘာဝအေးဖို့ကြောင့်ကိုတည်ကျင်တာတွေတည်စရာတွေလေလာစရာတွေကာဝင်ကြီးတွေကိုတည်ဖို့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးပါကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် နောက်ထပ်မှရဲ့အသီးမြတ်ဗုဒ္ဓတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ရွာဝဲဆိုချင်တဲ့ကို subscribe လုပ်ပေးပါ follow လုပ်ပေးပါကျွန်တော်တော့ဆောပါ